မင်္ဂလာပါရှင်။လေဘန်ရတန်ရဲ့အော်တိုဘာလ14ရက်နေ့ညပိုင်းသတင်းတာထူးထူးမှုစီစဉ်စတင်မှာတော့မယ်။ဒီနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့ MNDAA, TNN နဲ့ AA နဲ့ PDF ဖွဲ့များအားစစ်ရနဲ့ထောက်ပံ့ခြင်းများရပ်တန့်ကြောင်းကြေညာပြီးတဲ့နောက်ဝတရုတ်နယ်စပ်ဂိမ်းများတွင်တရုတ်နိုင်ငံဘက်ကစစ်တုံးပစ္စည်းများမှလွဲပြီးကြံပစ္စည်းများလွတ်လပ်စွာပြန်လည်ဖြတ်တန်းခွင့်ပြုတဲ့သတင်း ထိုင်းမြန်မာနယ်စပ်ကန်စတန်ဘူရီမှာကုန်တင်ရှင်နဲ့တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတရားရှိဦးဖမ်းဆီးခံရတဲ့တဲ့ကမ္ဘောနီးယားနဲ့တိုက်ခိုက်ရန်ပြင်ဆင်ထားကြောင်းနဲ့ဖျားကြောင်းနှစ်ကြောင်းကိုပြန်လည်သိမ်းယူမှာဖြစ်ကြောင်းထိုင်းစစ်တပ်ပြောကြားတဲ့တဲ့ရကိုရီးယားဟာရေငုံသင်္ဘောတိဆောက်ရေးအတွက်ရုရှားထံမှဤပညာကူညီများရရှိွယ်ရှိကြောင်းတောင်ကိုရီးယားပြောကြားရတဲ့အာဂျင်တီးနားသင်းတဲ့တူမက်ဆီလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ပူအာတိုရီကိုနဲ့ခြေစမ်းပွဲမှာပါဝင်ပွဲရှိရတဲ့အစရှိရတဲ့များကိုတင်ဆက်မှာပါ။ဥဆောင်တဲ့တပုတ်နေနေ MDA, TNNA, AA နဲ့ PDF ဖွဲ့များအားစစ်နက်ထောက်ပံ့ခြင်းများရပ်တန့်ကြောင်းကြေညာပြီးရဲ့နောက်ဝါတရုတ်နယ်စပ်ခိမ်းများတွင်တရုတ်နိုင်ငံဘက်ကစစ်သုံးပစ္စည်းများမှလွှဲပြီးကျန်ပစ္စည်းများလွတ်လပ်စွာပြန်လည်ဖြတ်တန်းခွင့်ပြုတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။ညီနောင်မဟာမိတ်လက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့ကိုကန်တက် MDA ပလောင်ကျန်းဖက်တောင်းချမ်းသူအဖွဲ့ TNN နေရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ PDF အဖွဲ့တွေကိုစစ်လက်နက်ထောက်ပံ့တာတွေရပ်တန့်ကြောင်းကြေညာပြီးတဲ့နောက်ဝါတရုတ်နယ်စပ်ဂိတ်တွေမှာစစ်တုံးပစ္စည်းတွေကလွဲပြီးကြံကုန်ပစ္စည်းတွေကိုလွတ်လပ်စွာပြည်လဲဖျက်ဆီးခွင့်ပြုကြောင်းဝဒေတာတွင်သတင်းဌာနတစ်ခုဖြစ်တဲ့ဝ Newsland ရဲ့သတင်းဖော်ပြချက်အရသိရပါဗျာ။ ဝါပြည့်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ထိန်းချုပ်နေမြမှာရှိတဲ့ဝါတရုတ်နယ်စပ်ကိတ်တွေမှာတရုတ်နိုင်ငံဘက်က စစ်ဘက်ဆိုင်ရာလက်နက်နဲ့အုံဆောင်ပစ္စည်းတွေကလွဲပြီးကျန်တဲ့ကုန်ပစ္စည်းတွေဖြတ်တန်းခွင့်ပြုလာနေပြီဖြစ်ကြောင်းဝါလူငယ်အတန်ရဲ့မြေပြင်သတင်းအရင်းအမြစ်တွေကပြောရလို့ဝါနယူလန်စ်ကသတင်းဖော်ပြထားပါတယ်။ဒီအခြေအနေဟာဝါတပ်ဖွဲ့ UWSA ကတရုတ်ဆန္ဒအရရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေတဲ့ညီနောင်မဟာမိတ် AA TNLA ် MNDAA တို့အပြင်တခြားသောလက်နက်ကိုင်တပ်ဖွဲ့ PDF တွေကိုစစ်လက်နက်ထောက်ပံ့မှုတွေကိုရပ်တန့်လိုက်ကြောင်းနဲ့ဘလို့အကူအညီမှပေးတော့မှာမဟုတ်ကြောင်းတရားဝင်ကြေညာပြတဲ့နောက်တရုတ်နိုင်ငံကပြန်လည်ခွင့်ပြုလာတာဖြစ်တယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကပြောကြောင်း What Newlands သတင်းမှာဖော်ပြထားပါတယ်ဝါဒီယုတ်နယ်စပ်ကိမှာကုန်စီတင်သွင်းခွင့်ကန့်သက်ခံခဲ့ရတာဂိတ်တွေစားပိတ်တာက2029ဒုတိယလှိုင်း2024ဩဂုတ်ဝင်းကျင်ကလေးကဒီအကြတဲ့တွေကိုခါးစီးခံလာတာတနည်းတည်းအပြည့်မှာတော့တင်ဝင်ထုတ်ဖော်ပြောဆိုလာတာပေါ့ တရုတ်ဖီယာဆိုတာကိုလည်းအတိအလင်းကြေညာခဲ့တယ်။ကြေညာပြီးတဲ့နောက်စက်တဘာနဲ့အော်တိုဘာလတွေမှာတော့တရုတ်ဘက်ကဖီယာတချို့ပြန်လည်ဖြေလျှော့လာတာတွေ့ရတယ်။ကုန်ပစ္စည်းတွေပြန်ဝင်တာ၊ဓာတ်ဆီပြန်ဝင်တာ၊အိမ်ဆောင်ပစ္စည်း၊လျှက်စစ်ပစ္စည်း၊စားသောက်ကုန်စတာတွေပေါ့လို့အဆိုပါအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေက One New Lands သတင်းဌာနကိုပြောပါရတယ်။အခုလိုကန့်သက်ချက်တွေဖြေလျှော့ပြီးတဲ့နောက်တစ်ဆက်ထဲမှာ လုပ်ငန်းရှင်တွေပြန်လည်ဝင်ရောက်လာတယ်လို့အရင်ကရပ်တန့်ခဲ့ရတဲ့စောက်လုပ်ရေးအဆောက်အုံနဲ့လုပ်ငန်းတွေလည်းပြန်လည်လည်ပတ်နေပြီဖြစ်တယ်လို့ဟိုပန်မြို့မှာနေထိုင်တဲ့ဒေသခံအမျိုးသားတို့က What Newlands ကိုပြောကြားထားတာတွေ့ရပါတယ်တရုတ်မုံစားပွဲနဲ့နှစ်သက်ကိုနီးလို့ပဲခနာတာကုန်ပစ္စည်းတွေတင်သွင်းခွင့်နဲ့ဂိတ်တွေပြန်ဖွင့်လာလားဘာလားတော့မသိဘူးတရုတ်ပစ္စည်းတွေပြန်မှယူလို့ရလာတယ်အရင်ကဆိုမရဘူးဟိုပန်မှာလည်းတရုတ်လုပ်ငန်းရှင်တွေပြန်ဝင်လာကြတယ်အရင်ကပိတ်ထားတဲ့ဆိုင်တွေပြန်ဖွင့်လာတယ် တရုတ်ကိတ်ပိတ်လို့ဆောက်လုပ်ရေးပစ္စည်းတွေမှာယူလို့မရတာကြောင့်ရတန်းခဲ့ရတဲ့အဆောက်အုံတွေအခုပြန်လည်လည်ပတ်လာနေတာတွေ့ရတယ်။မိုင်းပေါက်ပန်ဆန်းမှာလည်းလူတွေပြန်စီလာတာတွေ့ရပါတယ်လို့ War Newlands ကို၎င်းကပြောကြားထားပါတယ်။တရုတ်နိုင်ငံရဲ့အစိုးရအကြက်ကိုင်ဖိအားပေးမှုဟာ2029စစ်စင်ရဲ့ဒုတိယလိုင်းအော်ဂိုလာရဲမှာစတင်ခဲ့ပြီး War တရုတ်နယ်စပ်ဂိတ်ကြီး၄ခုမှာကုန်စည်တင်သွင်းခွင့်နေတဲ့လူအုပ်ရဲ့အထွက်တွေကိုစတင်ကတ်သက်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ War Newlands ကသတင်းဖော်ပြထားပါတယ်။ ဝါဘက်ကနေဆက်ကြီးတွေဖြစ်တဲ့မုံအားမုံစီကိစောဖာပန်ဝိုင်ကိမန်ခါနတ်တင်ကိနဲ့ရုံဟော့ကိတွေအပြင်2029စစ်စေရေးကာလအတွင်းတိုင်းဒေသနဲ့ကင်တွေထိန်းချုပ်လိုက်တဲ့နေဆက်ကြီးတွေလည်းကန့်သက်ပိတ်ပင်ခရယမှုမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။အခုလိုဝါနေဆက်ကြီးတွေကန့်သက်ပိတ်ပင်ခဲ့ရတာကြောင့်ဝါပြည်နယ်ခရိုင်လေးကိုဟိုပန်မိုင်းပေါက်မိုင်းလင်းမိုင်းမောအောက်မှာနေထိုင်ကြတဲ့ပြည်သူတွေဒေသရင်းစားတောက်ကုံလူသုံးကုံအခြေခံစေဝါ လျှက်စစ်ပစ္စည်းအိမ်ဆောင်ပစ္စည်းနဲ့ဓာတ်ဆီပြက်လက်မှုစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ One New Lens ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။လူတအုပ်မိသားစုတစုကိုဒပိုင်းတနိုင်ချင်းတချင်းစာသာဈေးဝယ်ခွင့်ရတဲ့အထိအခက်ခဲကြုံခဲ့ရတယ်လို့ဒေသတွင်တိနှံစိုက်ပျိုးပြီးစိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးကြတဲ့ပြည်သူတွေအတွက်တရုတ်ဘက်ကတင်သွင်းခွင့်မရတော့တာကြောင့်ဝမ်းစာရေးမှာအခက်ခဲတွေကြုံတွေ့လာစေခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။အခုလိုတရုတ်နိုင်ငံရဲ့နေဆက်ဂိတ်ဆိုင်ရာကန့်သတ်ချက်တွေနဲ့အတူဖိအားတွေကိုဝါတက်ဖွဲ့အပြင် ကိုကန့်အဖွဲ့လဲပါဝင်ခဲ့တယ်လို့ What Newlands ရဲ့သတင်းမှဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ကန်စတန်ဘူရီမှာကုန်တင်ရင်နဲ့တရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား108ဦးဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပါမယ်။ထိုင်းမြန်မာနယ်စပ်ကန်စတန်ဘူရီမှာနယ်စပ်လမ်းကြောင်းကနေတဆင့်မြန်မာနိုင်ငံသားတွေကိုတင်ဆောင်လာတဲ့ကုန်တင်ရင်ကြီးတစ်စီးကိုအော်တိုဘလာ17ရက်နေ့ကဖမ်းဆီးစစ်ဆေးခဲ့ရာတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား108ဦးဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေကသိရပါဗျ။ ထိုင်းနယ်စပ်ကန်ချနာပိုရီခရိုင်ပပလက်မြို့နယ်မှာဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဟာအမျိုးသား80နဲ့မျိုးသမီး38ဦးလို့ဖြစ်တယ်လို့သိရပါဗျ။နေမြေတောင်ဝင်ရှိသူတွေကကုန်တရင်နဲ့တည်ဆောင်လာတဲ့မြန်မာလူသားတွေကိုစစ်ဆေးရာတချို့ဟာမလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကင်ကြမှာဖြစ်တယ်လို့တချို့ကလည်းထိုင်းနိုင်ငံစမုတ်စာခွန်ခရိုင်မှာသွားရောက်အလုပ်လုပ်ကင်မှာဖြစ်တယ်လို့သိရပါဗျ။ ဖန်ဆင်းခံရတဲ့မြန်မာနိုင်ငံသားတွေဟာလမ်းခရီးအကျိုးဆောင်ကိုလမ်းစီးရေးအဖြစ်တဦးကိုဘတ်2000ကနေ3000အထိပေးဆောင်ပြီးလာကြသူတွေဖြစ်ပြီးသက်ဆိုင်ရာဥရီနဲ့အညီရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဆက်လက်ပြီးကမ္ဘောဒီးယားနဲ့တိုက်ခိုက်ရပြင်ဆင်ထားကြောင်းနဲ့ပြားကြောင်းနှစ်ကြောင်းကိုပြည်내သတင်းမှာဖြစ်ကြောင်းထိုင်းစစ်တပ်ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ကမ္ဘောဒီးယားနဲ့24နာရီခွနရက်ပတ်လုံးတိုက်ခိုက်မှုပြင်ဆင်ထားပြီးပြားကြောင်းနှစ်ကြောင်းကိုပြည်내သတင်းယူပို့စီစဉ်ထားကြောင်းထိုင်းရဲ့အမှတ်1စစ်တပ်တပ်မှုဒုတိယပို့ချုပ်ကြီးကပြောကြားခဲ့ပါတယ်။ ဝီရာရော့ကသူဟာမြေပြင်အခြေအနေကိုလေ့လာမှုတွေပြုလုပ်ဖို့ဆွေရင်ပြည်နယ်မှာရှိတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တခြားမှာရှိတဲ့စစ်သားတွေထံတွားရောက်ကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။ နေစက်ဒေတာမှာဖြန့်ကျက်ချထားတဲ့စစ်သားတွေအလုံးဟာစိတ်သက်ခွန်အားမြင့်မာပြီးအချိန်မရွေးတိုက်ပွဲဝင်နိုင်ဖို့ပြင်ဆင်ထားကြောင်း၎င်းကဆိုပါတယ်။မကြသေးမီကနိုင်ငံအတွင်းမိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်ထောက်ပို့လမ်းကြောင်းတချို့မှာတွားရီလာရဲ့အခက်အခဲဖြစ်နေတဲ့တိုင်အောင်စစ်တပ်အနေနဲ့နေစက်ဒေတာမှာရှိတဲ့စစ်သားတွေထံအစားအစာတောက်သုံးရည်နဲ့တခြားလိုအပ်တဲ့ရိတ်ခါတွေကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တပ်ဖွဲ့ဝင်တိုင်းကနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပြည်သူတွေကိုကာကွယ်ဖို့တန်ဋိဌာန်ချထားပါတယ်။ကျွန်တော်တို့ကထိုင်းနိုင်ငံရဲ့နေမြေကိုတလက်မမအဆုံးရှုံးခံမှာမဟုတ်ပါဘူး။၁စင်တီမီတာတောင်အပခံမှာမဟုတ်ပါဘူးလို့ဝီရရက်ကပြောကြားခဲ့ပါတယ်။ လူမှုမီဒီယာတွေပေါ်မှာတင်ထားခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုဂရုတစိုက်လေးလာစစ်ဆေးဖို့လိုအပ်ကြောင်းမိမိတို့အနေနဲ့နေဆက်ဒေတာမှာကျူးကျော်မှုဖြစ်စဉ်တွေကိုတိကျစွာနဲ့သတိထား၊ဂိုင်တွေဖြေရှင်းရမှာဖြစ်ကြောင်းတချို့နေရာတွေဟာမိမိတို့ရဲ့စစ်စင်ရေးစခန်းတွေနဲ့ဝေးကွာတဲ့နေရာတွေမှာဖြစ်ပြီးထိလွယ်ရှလွယ်ရှိတဲ့နေနမိတ်တွေဖြစ်ကြောင်း၎င်းကပြောပါရယ် ထိုင်းနယ်နိမိတ်ထဲလက်နက်ကင်မီဝင်လာတဲ့သူတွေကျွန်တော်တို့ရဲ့ချုံချာအာနာကိုချိုးဖောက်တဲ့သူတွေကိုတုံ့ပြန်မှုစစ်သားတွေအလုံးကိုကျွန်တော်ညွှန်ကြားထားပါတယ်တကယ်လို့ကမ္ဘောဒီးယားစစ်သားတွေကလက်နက်တွေကင်မီထိုင်းနိုင်ငံထဲကိုဝင်ရောက်ပြီးဖျက်ဆီးမှုတွေပြုလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကဘလို့အခြေအနေမျိုးနဲ့မဆိုသိခံမှာမဟုတ်ပါဘူးအခြေအနေအရထိတွေ့မှုစီကန်းတွေနဲ့အညီတုံ့ပြန်မှုတပ်ဖွဲ့တွေကိုညွှန်ကြားထားပါတယ်လို့ဝီရာရော့ကပြောပါတယ်ဆက်လက်ပြီး မြောက်ကိုရီးယားဟာရေငုံသင်္ဘောတိုက်ဆောင်ရေးအတွက်ရုရှားထံမှနေပညာကူညီများရရှိပွဲရှိကြောင်းတောင်ကိုရီးယားပြောကြားသတင်းကိုတင်ဆက်ပါမယ်။မြောက်ကိုရီးယားဟာရေငုံသင်္ဘောတိုက်ဆောင်ရေးအတွက်ရုရှားထံကနေနေပညာကူညီတွေရရှိပွဲရှိတယ်လို့တောင်ကိုရီးယားကော်မတီဝန်ကြီးအန်ကူဘက်ကအော်တိုဘားလ17ရက်မှာလွှတ်တော်မှာပြောကြားခဲ့ပါတယ်။ က်ကိုရီးယားဟာရေပေါ်ပလက်ဖောင်းတွေကနေပြက်လွတ်နိုင်တဲ့ဒုံးကျည်စမ်းသပ်မှုတွေနဲ့ပယ်ထိန်ဒုံးကျည်တွေပြက်လွတ်နိုင်တဲ့ရင်ငုတ်သင်္ဘောတွေကိုတိစောက်မယ်လို့ပြောကြားခဲ့ပေမဲ့လည်းအဲ့လိုရင်ငုတ်သင်္ဘောတွေကနေဒုံးကျည်ပြက်လွတ်မှုကိုကျွမ်းကျင်ပိုင်နိုင်မှုရှိမရှိဆိုတာကိုတော့ရှင်းလင်းစွာမသိရသေးတာဖြစ်ပါတယ်။ဒါပြင်မြောက်ကိုရီးယားဟာနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်္ဘောတွေကိုလည်းထုတ်လုပ်ဖို့ကြိုးပမ်းနေပါတယ်။တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးအန်ကလွှတ်တော်ရဲ့ကာကွယ်ရေးကော်မတီကြားနာစစ်ဆေးမှုအတွင်မြောက်ကိုရီးယားဟာရင်ငုတ်သင်္ဘောတွေထုတ်လုပ်ရေးအတွက် ။များပြားတဲ့ဤပညာတွေကိုလက်ခံရရှိခဲ့တဲ့တရင်ဟာမှန်ကန်ပွဲရှိတောင်းပြောကြခဲ့ပါဗျ။ထပေမဲ့မြောက်ကိုရီးယားဟာရေငုပ်သင်္ဘောကနေပြင်လွှတ်တဲ့ပဲထိန်တုံးကြီး SLBM ကိုစမ်းသပ်ပြင်လွှတ်ခဲ့ခြင်းရှိမရှိကိုကောက်ချက်ချဖို့အချိန်ဆုံးလွန်နေကြောင်းအန်ကပြောပါဗျ။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမြောက်ကိုရီးယားနဲ့ရုရှားဟာစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုတိတိတတ်တာအရှိန်မြင့်တင်ခဲ့ပြီးမြောက်ကိုရီးယားကလည်းယူကရိန်းစစ်ပွဲမှာရုရှားအတွက်ဆက်လက်နဲ့ပစ္စည်းတွေနဲ့စစ်သားတွေပေးပို့ပြီးကူညီပေးခဲ့ပါတယ်။အပြန်အလှန်အနေနဲ့မြောက်ကိုရီးယားဟာရုရှားထံကနေစီးပွားရေးနဲ့စည်ရေးနည်းပညာအကူအညီတွေလက်ခံရရှိခဲ့တယ်လို့လည်းတောင်ကိုရီးယားထောင်လိုင်းရဲ့အဖွဲ့ကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာအော်တိုဝါ၁၇ရက်ညပိုင်းကလည်းအနာရအလုသမားပါတီထူထောင်တဲ့နှစ်ပေါင်း၈၀ပြည့်အထိမ်းအမှတ်အဖြစ်ပြုံရမ်းမြို့တော်မှာ ကြီးမားတဲ့စေရေးပြအခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်။ဒီစေရေးပြအခမ်းအနားကိုရုရှားသမ္မတဗလာဒီမီပူတင်ရဲ့အနီးကပ်မဟာမိတ်ဖြစ်တဲ့ရုရှားလုံခြုံရေးကောင်စီလက်ထောက်အကြီးအကဲဒီမီထရီမဘီဒက်စ်တရုတ်ဝင်ကြီးချုပ်လီချင်နဲ့ဗီယက်နမ်ကွန်မြူနတီပါတီအကြီးအကဲတိုလန်တို့တက်ရောက်ခဲ့ပါတယ်။အဲ့ဒီစေရေးပြအခမ်းအနားတွင်မြောက်ကိုရီးယားရဲ့အင်အားအပြင်းဆုံးမဟာဗျူဟာမြောက်နျူကလ িয়ার လက်နက်စနစ်လို့ KCNA ကဖော်ပြခဲ့တဲ့ဟွာဆောင်း20တိုက်ချင်းပြဲဘဲထင်းဒုံးကြီးအသစ်အပါဝင်မြောက်ကိုရီးယားရဲ့ခင်အမိဆုံးလက်နက်တချို့ကိုပြသခဲ့ပါတယ်။ ီလနဲ့စနစ်တွေအနက်မဟာဗျူဟာမြောက်တာဝေးပြည့်ခရစ်တုံကြီးတွေဒရုန်းလွှတ်တင်တဲ့ရှင်တွေမြေပြင်ကနေဝင်ဟင်ပြည့်မြေပြင်ကနေမြေပြင်ပြည့်ဒုံးကြီးတွေလည်းပါဝင်ခဲ့တယ်လို့ဆိုပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ာဂျင်တီးနားအသင်းနဲ့တူမက်ဆီလေ့ကျင့်မှုပြုလုပ်ခဲ့ပြီးပူအာတိုရီကိုနဲ့ခြေစမ်းပွဲမှာပါဝင်ပွဲရှိတဲ့တွင်ကိုတင်ဆက်ပါမယ်။အာဂျင်တီးနားသင်းကောင်းဆောင်တိုက်စစ်မှုမက်ဆီဟာဗင်နီဇွဲလာနဲ့ခြေစမ်းပွဲကိုလွဲချော်ခဲ့ပြီးမြေအော်တိုဘားလ13ရက်နေ့မှာအာဂျင်တီးနားအသင်းနဲ့လေ့ကျင့်မှုပြန်လုပ်ခဲ့တာကြောင့်လာမယ့်ပူအာတိုရီကိုသင်းနဲ့ခြေစမ်းပွဲမှာပါဝင်ကစားဖွယ်ရှိကြောင်းသိရပါတယ်။အာဂျင်တီးနားအသင်းဟာအော်တိုဘားနိုင်ငံတကာရဲတပ်တပ်ပတ်မှာဗင်နီဇွဲလာပူအာတိုရီကိုရိုနဲ့ခြေစမ်းပွဲနှစ်ပွဲကိုအမေရိကန်နိုင်ငံမှာရှင်ပြိုင်မှုစီစဉ်ထားပေမဲ့မက်ဆီက အင်တာမိုင်ယာမီအသင်းရဲ့ပွဲစဉ်ကြောင့်ဗင်နီဇွဲလားနဲ့ပွဲကိုလွှဲချော်ခဲ့တာပါအင်တာမိုင်ယာမီနီးပြမာရှေရန်တို့ကလည်းမက်ဆီအနေနဲ့ခြေစမ်းပွဲနှစ်ပွဲစလုံးကိုပါဝင်ကစားနိုင်မှာမဟုတ်ကြောင်းလူစင်ရင်းထုတ်ပြန်စဉ်ကလေးကပြောကြားခဲ့ပါတယ် အခုမန်စီကအင်တာမိုင်ယာမီအတွက်ကစားပေးပြီးတဲ့နောက်အာဂျင်တီးနားအသင်းနဲ့အမြန်ဆုံးပြန်ပိုးပေါင်းခဲ့တာကြောင့်လာမယ့်ခြေစမ်းပွဲမှာပေါဝင်ကစားဖို့တည်ကြသလောက်ဖြစ်နေပါတယ်။မန်စီကအာဂျင်တီးနားအသင်းရဲ့ပွဲအများဆုံးဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူဖြစ်ပြီး194ပွဲကစားက134ဂိုးသွင်းယူထားပါတယ်။11ရက်တန်ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်